တင်ကတရေတစေတွေကိုမကြောက်တတ်တဲ့သူဆိုရင်တော့ဒီဟိုတယ်မှာသွားတည့်ဖို့အတွက်အကြံပေးချင်ပါတယ်ဖီဒေနိုင်ငံမှာ share or king hat အမည်ရှိတဲ့ဟိုတယ်အသေးစားတစ်ခုရှိပြီးတော့တစေတရေ၆တဲ့ညများကိုရင်ဆိုင်ကြုံတွေ့လူသူများအနေနဲ့တတိကောင်းမကတဲခိုနိုင်ပါတယ်ဒါပေမဲ့ဖြစ်ပေါ်လာတဲ့ထိခိုက်မိနာမှုများကိုမိမိဘာသာတာဝန်ယူရမယ်လို့ဟိုတယ်ကိုရောက်တာနဲ့လက်မှတ် ရေးထိုးရမယ်လို့ဆိုပါတယ်ဒါပြင် ိမိရဲ့အခန်းကိုဗီဒီယိုရိုက်ကူးရယူပါ36ပုံဖြစ်ရများကို YouTube channel တစ်ခုဖြစ်တဲ့ My Haunted Hotel မှာအပတ်စဉ်လွှင့်တင်မှုကိုလည်းသဘောတူရမယ်လို့ဆိုပါရယ်။ Hotel ရဲ့ဒီနေရာအင်္ဂလန်နိုင်ငံအနောက်မြောက်ပိုင်း Chester ခရိုင်မှာရှိပြီးတော့1622ခုနှစ်တွင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါရယ်။ဆောက်လုပ်ပြီးကြမှာလူနေအိမ်အဖြစ်အသုံးပြုခဲ့ပြီးနောက်ပိုင်းမှာပြည်ထောင်စာဂေဟအဖြစ်ပြောင်းလဲခဲ့တာ1914ခုနှစ်တွင်မူအဲကုန်ကန်တစ်ခုအဖြစ်ပြောင်းလဲခဲ့ခြင်းပဲဖြစ်ပါရယ်။ Video file မှာတွေ့မြင်ရတာကတော့ လထိုင်များဟာအလူမရောက်ရေရှားနေတာကိုတွေ့ရပါတယ်။ဒါအပြင်တစေလို့ယူဆရတဲ့အရာကိုတွေ့ကတဲခိုတဲ့ဧည့်သည်များကြောက်လန့်ကြအော်ဟစ်ခြင်းများကလေးကစားကမ်းမှာဧည့်သည်များထံကအယုံများပြန်တန်းလာခြင်းတို့တွေ့ရရာထိုဟိုတယ်မှာအသည်မကောင်းသူတို့မတဲခိုတင်ပါဘူး။အဆိုပါဟိုတယ်ကိုပရလောကသူတည်သည့် Harry Acolius က2012ခုနှစ်မှာဝယ်ယူခဲ့ပါတယ်။ Acolius ဟာ2011ခုနှစ်တွင် ပရလောကသူတည်တနာ အဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်။သူဟာ ဂျဲအိုကင်းစ်ဟော့တယ်အကြောင်းကိုကြားပူးထားပြီးတော့ပိုင်ရှင်နဲ့လည်းတည်ကျွမ်းထားကအဲ့ဒီအဖွဲ့ရဲ့တည်တံ့အခမ်းအနားများအတွက်ထိုဟော့တယ်မှာစတင်ပြုလုပ်ခဲ့ပါတယ်။ဒီနေရာမှာပရလောကလှုပ်ရှားမှုတွေအများများတယ်။ဒါကြောင့်ဟော့တယ်ကန်းတွေကပရလောကလှုပ်ရှားမှုတွေကိုမှတ်တမ်းတင်နိုင်ဖို့အခမ်းအနားတွေမှာကင်မရာတွေတက်လို့ရမလားလို့ပိုင်ရှင်ကိုမေးခဲ့ပါတယ်။သူပြောတာကသူဟာဟိုတယ်ကိုပြောင်းရောင်းမှုစီစဉ်နေတယ်လို့ပြောတာနဲ့ကျွန်တော်ဝယ်လိုက်တာပါ။သို့တော့အကလီယက်ဟာကင်မရာကို24နာရီလုံးဖွင့်ထားခွင့်မရပါဘူး။ ပို့တော့ဖွင့်လာပါကအခချင်းဝင်ပြီးကတဲခိုတဲ့ဧည့်သည်များအတွက်အနောက်ရှက်ဖြစ်နိုင်ခြင်းကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်ဟိုတယ်ခန်းများအတွင်တရေ၆တဲ့ဖြစ်ရများကိုခုံးကွယ်ထားရမဖြစ်နိုင်တော့ရ။တရေ၆တဲ့ဟိုတယ်ဖြစ်ကြောင်းတရေဝင်ခြင်းများကပြရလောကလိလာလူသူများတဲခိုနိုင်တဲ့နေရာတစ်ခုဖြစ်ပြောင်းလဲခဲ့ပြီးတော့ဟိုတယ်နာမည်ကိုလည်း My Haunted Hotel လို့အမည်ပြောင်းခဲ့ပါတယ်။ဒါပြင်ဟိုတယ်မှာပြရလောကစုံစမ်းလိလာရေးအဖွဲ့ကိုဖွင့်ရှိထားပါတယ်။၆ချောင်းပွဲဟိုတယ်ကိုဒီဇိုင်နာဖြစ်တဲ့အပြင်ပြရလောကသူတည်တည်တူဦးဖြစ်တဲ့ ရက်ဂျွန်ကပုံမှုချောချားဖွဲ့ရာကောင်းအောင်ပြင်ပြမမှန်မှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်း၆လမှုဖြစ်ရများပုံမှုဆိုးရလာကြောင်း Jones ကပြောပါတယ်။တတိကောင်းတဲ့တဲခုတ်သူများအနေနဲ့ဟိုတယ်မှာည၈နာရီခွဲအချိန်မှာ check-in ဝင်နိုင်ပါတယ်။အဲဒီနောက်ဟိုတယ်မှာစီစဉ်ထားမှုရှိကြောင်းအသေးစိတ်ရှင်းပြမှုများပြုလုပ်ပြီးမှတဲခုတ်ရမယ့်အခန်းကိုပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်။တဲခုတ်နိုင်မယ့်အခန်း၆ခန်းရှိပြီးရခင်ကပြည်တစားကများအဖြစ်အသုံးပြုခဲ့တဲ့နေရာများဖြစ်ပါတယ်။ဟိုတယ်တစ်ခုလုံးမှာကင်မရာ၁၆လုံးတစင်ထားရာ ဆင်းကြံလမ်းများနဲ့မြေတိုက်ခမ်းများအပောင်ဝင်မဲဖြစ်ပါတယ်။ My Hotel Hotel ဟာပြရလောကသူတေတီအခွဲကဧည့်သည်များကိုရေဒီယိုမှတဆင့်တညာလုံးအဆက်အသွယ်ရှိနေပြီပဲဖြစ်ပါတယ်။ပြရလောကစုစည်းရေးအခွဲကဟိုတယ်တစ်ခုလုံးကိုထိန်းချုပ်ခမ်းမှတဆင့်စောင့်ကြည့်နေမှာပဲဖြစ်ပါတယ်။တဲခိုတဲ့ဧည့်သည်များဟာညင်းတကောင်ကျော်နက်နက်နှစ်နာရီမှကင်မရာကိုပိတ်ထားနိုင်ပါတယ်။ထို့အချိန်မှာပြရလောကစုံစမ်းမှုများအပြည့်သက်ချိန်ပဲဖြစ်ပါတယ်။အဲဒီနောက်ထိုနေ့မွန်လွယ်၁၂နာရီခွဲတွင်ငွေရှင်ကဟိုတယ်မှထွက်ခွာခြင်းချက်ကောက်ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ပြလောကသူတေသည့်အဖွဲ့ဝင်တဦးဖြစ်တဲ့ပြင်တရဲဆက်လန်းတွေဖြစ်တဲ့ The Haunted House မှာတင်းဆောင်တဦးဖြစ်တဲ့ Danny Moss ကပြောတာကတော့ညီတိနေရကလာမြင်မမသိတဲ့အတန်များခြေတံများပြင်ပုံနာကတိုက်တဲ့ဗီဒီယိုမှတ်တမ်းများပါရရှိထားတယ်လို့ဆိုပါတယ်ဗီဒီယိုတစ်ခုမှာဆိုရင် အခန်းနံပါတ်6မှာဆော့ကလထိုင်ကသူ့အလိုလိုလှုပ်ရမ်းခါနေတာတွေ့ခဲ့ရပါတယ် ဗိုလ်တော်ဦးနဲ့ညနေ3:28နာရီမှာပါဒီအသောအုံကြီးရဲ့အတိတ်ကိုပြောရမယ်ဆိုရင်18ရာစုအတွင်းပြည်တစာဂေဟာပြည့်အုံပြုခဲ့စဉ်ကဖြစ်ရတခုရှိပါတယ်။အဲ့ဒီမှာအလုံးလုံးတဲ့ပြည်တစာအမျိုးသမီးတူဟာကိုဝင်ရသွားပါတယ်။ပြည်တစာဂေဟာပိုင်ရှင်ကကိုဝင်ရတဲ့အမျိုးသမီးကိုတတ်လိုက်ပြီးဒီအသောအုံရဲ့တနေရာမှာမြုပ်နှံခဲ့ပါတယ်။တင်နေနဲ့အသင်းကောင်းတစ်ဖြစ်စိုးပါဟိုတယ်မှာတဲခူလိုပါကတညလင်းကန်ဒေါ်လာ182ဒေါ်လာနဲ့တဲခူနိုင်ပါတယ်။တခန်းလင်းလူနှစ်ဦးတဲခူနိုင်ပြီး အထူးအစီအစဉ်ဖြစ်တောင်းဆိုပါကတောဦးတဲ့ခုံနံပါတယ်ကြီးရှင်နေကြတဲ့ချစ်ပိတ်သက်ကြီးတို့ရဲ့အခုပြောပြသွားတဲ့ချာချောက်ဖွဲရဟိုတယ်လိုမျိုးတခြားသောဟိုတယ်တွေရဲ့ကြောက်စရာကောင်းတဲ့ဖြစ်ပျက်ကိုသိရှိထားရင်လည်းပြန်လည်ဝင်မြပေးကြပါအောင်နော်ကြီးရှင်အားပေးကြတဲ့ပရိသတ်ဒုတိယချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးလုပ်ပေးကြပါအောင်နော်